တနင်္ဂနွေသားသမီးများအတွက်2025ခုနှစ်မတ်လ24ရက်နေ့မှ30ရက်နေ့အထိတပတ်စာ hostel ဒီရက်တွေအတွင်းမှာစိတ်ချမ်းသာစရာတွေတော်တော်များများကြုံလာမည်။လုပ်ငန်းတွေတိတိတတ်တာအောင်မြင်တာစီးပွားတက်တာစီးပွားဖြစ်တာမျိုးတွေကြုံရတတ်သည်။နေရာယာရုနှင့်ပတ်သက်ပြီးကောင်းသောအပြောင်းအလဲတွေဖြစ်လာတတ်သည်။ကိုယ်ပိုင်လုပ်ငန်းများလုပ်ငန်းအစ်စ်စီးပွားအစ်စ်တွေအင်တိုက်အားတိုက်တိုးချဲ့ရတတ်သည် လက်လွန်ထားသောငွေကြေးရေးနှင့်အဖိုးရန်ပစ္စည်းများပြန်ဝင်လာတတ်သည်။နေရာထိုင်ခင်းအဆောက်အဦကိစ္စတွေကတော့အနှဲငယ်ဆိတ်ရှုပ်ရတတ်သည်။ငွေရေးကြေးရေးကတော့ရဝေးမှရှိသောဆွေမျိုးများထံမှအကူအညီထောက်ပံ့ရတတ်သည်။အကျိုးပေးသောအယောင်အဝါယောင်အပြာယောင်အကျိုးပေးသောကနန်းငါကိုအချစ်ရေးတယောက်နဲ့တယောက်မယုံတင်တာဖြစ်နေတတ်သည် အိမ်ောင်ရေး နှစ်ဖက်ဆွေမျိုးများစီမှ အကူအညီထောက်ပံ့များရတတ်သည်။ကျမ်းမာရေးဒူးနာဒုက္ခပေးတတ်သည်။ယတအချိုရီမိမိအိမ်ဖျားမှာကတ်လူပါ။တင်းလာသားသမီးများအတွက်2025ခုနှစ်မတ်လ24ရက်နေ့မှ30ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာမိတ်ဆွေရဲ့ကံကထူးထူးခြားခြားကိုပဲကောင်းသောအချိန်တို့ရောက်လာပါပြီ။ ကန်တရားရဲ့မျက်နှာသာပေးမှုတွေဇက်တိုက်ဆိုသလိုမျိုးကြုံရတတ်သည်အလုတ်ထဲမှာအထက်လူကြီးဆရာသမားများနဲ့အစင်မပြေဖြစ်တတ်သည်ကို့ပေါ်မှာအမြင်မကြည်တာမျိုးအထင်လွဲခံရတာမျိုးတွေဖြစ်တတ်သည်အလုတ်ပြောင်းရွှေ့တာမျိုးမလုတ်တင်သေးပါဘူးကိုပိုင်စည်းဝါးရေးလုပ်ငန်းများကိုတော့အင်တိုက်အားတိုက်မလုတ်တင်ပါဘူးဆက်တူရှယ်ယာမျိုးတွေကိုတော့အင်တိုက်အားတိုက်လုတ်တင်သည် နေရထိုင်ခင်းကိစ္စမထင်မှတ်ပဲပြုပြင်ပြင်ဆင်ပြောင်းရွှေ့ရတတ်သည်ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးအစုလိုက်အပုံလိုက်အထုပ်လိုက်ထည်လိုက်ဝင်လာတတ်သည်ငွေကြေးကံကတအားကိုကောင်းနေသည်အကျိုးပေးသောအရာအနက်ရောင်မိုးပြရောင်အကျိုးပေးသောကနန်းနှင့်ငါအချစ်ရေးချစ်သူစီမှဝမ်းသာစရာ စိတ်ချမ်းသာစရာသတင်းစကားကြားရမည်အိမ်တော်ရေးနှစ်ဖက်ဆွေမျိုးများကြောင့်စိတ်နှောင့်ယှက်ဖြစ်ရတတ်သည် ကျမရေးစီမျက်စိဒုက္ခပေးတတ်သည်ယတရာပေါင်းမုံငါချက်မိမိအိမ်ဖျားမှာကတ်လူပါအင်္ဂါသားသမီးများအတွက်2025ခုနှစ်မတ်လ24ရက်နေ့မှ30ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာလက်ရှိလုပ်ငန်းအပြင် လုပ်ငန်းအစီအစဉ်အသစ်တွေပေါ်လာတတ်သည်လက်ရှိအလုံးမှအင်တိုက်အားတိုက်တိုးချဲ့တဲ့အချိန်မျိုးပါပဲထင်ထင်ရှားရှားအောင်မြင်မှုတွေလည်းကြုံလာမည် ဒါပေမဲ့အောင်မြင်သလောက်အလုံးမှာမနာလိုသူတွေပေါ်လာမည်။ရံများတက်သည်။ဝန်ထမ်းဆိုရင်အထက်လူကြီးဆရာသမားတဦးကထိထိရောက်ရောက်အကူအညီကောင်းတွေပေးလာတတ်သည်။ကိုပိုင်လုပ်ငန်းတွေတိတိတတ်တာပွားတက်တာမျိုးတွေကြုံရမည်။ကောင်းသောအပြောင်းလဲတွေနဲ့လည်းကြုံရမည်။ပညာရေးကိစ္စ၊တင်နန်းကိစ္စ၊အင်တာဗျူးကိစ္စတွေမှာမိဘဆရာသမားများရဲ့အကူအညီကောင်းရမည်။ နေရထိုင်ခြင်း၊အိုးအိမ်အဆောက်အဦးကိစ္စတွေမှာမတင်မကြတွေဖြစ်ပြီးမှအောင်မြင်မည်။ငွေရေးကြေးကိစ္စတွေမှာတိုးလို့တန်းလန်းဖြစ်ကောင်းငွေကုန်ကျများနေတတ်သည်။အကျိုးပေးသောအယောင်မယမ်းရောင်အနီရောင်အကျိုးပေးသောကနန်းတစ်နှစ်အချစ်ရေးချစ်သူအတွက်စိတ်ညစ်နေရမည်။အိမ်နောင်ရေးအထက်အငော့ဖြစ်နေတာတွေ အစဉ်ပြေသွားပါလိမ့်မည်။ကျမ်းမာရေးခါအောက်ပိုင်းဒုက္ခပေးတတ်သည်။ ရရာအုံးသီးပါသောအစားအစာမိမိအိမ်ဖျားမှာကတ်လူပါဗုဒ္ဓဟူသားသမီးများအတွက်2025ခုနှစ်မတ်လ24ရက်နေ့မှ30ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာရဝေးနဲ့ပတ်သက်ပြီးငွေဝင်တာငွေကြေးကိစ္စအဆင်ပြေအောင်မြင်တတ်သည်လက်ရှိအလုပ်မှာနာမည်ကောင်းရခြင်း အထက်လူကြီးဆရာသမားချီးမွမ်းခံရခြင်းအဆင်ပြေအောင်မြင်ခြင်းများကြုံရတတ်သည် အိုးအိမ်နေရာထိုင်ခင်းအစ်စ်ဝင်ခြင်းပြုပြင်ပြင်ဆင်မွမ်းမံရခြင်းကိုပိုင်လုပ်ငန်းစီးပွားအစ်စ်လုပ်ငန်းအစ်စ်တိုးချဲ့ရခြင်းများနှင့်ကြုံရတတ်သည်အလုပ်အင်တာဗျူးပညာရေးကိစ္စသင်တန်းကိစ္စတွေမှာရှေ့တိုးရခတ်နောက်ဆုတ်ရခတ်မတင်မကြတွေဖြစ်နေတတ်သည်ငွေကြေးကိစ္စများအလွဲလွဲအချော်ဖြစ်ပြီးတေချာပေါက်ရမယ်လို့ထင်ထားတဲ့ငွေများလွဲချော်သွားတတ်သည်ကျိုးပေးသောအရာအညိုရောင်ကော်ဖီရောင် အကျိုးပေးသောကနန်း64အချစ်ရည်စိတ်ညစ်စရာအထင်မြင်လွဲစရာများနှင့်ကြုံရတတ်သည်အိမ်ထောင်ရေးနှစ်ဖက်မိသားစုကြောင့်ဆိတ်ရှုပ်ရတတ်သည်ကျမ်းမာရေးခြေထောက်အကျောဒုက္ခပေးတတ်သည်ရေရာပရင်းမောင်မို့မိမိအိမ်ဖျားမှာကတ်လူပါဇာတာဝေတာသမီးများအတွက်2025ခုနှစ်မတ်လ24ရက်နေ့မှ30ရက်နေ့အထိတပတ်စာဟော့စတယ် ဒီရက်တွေအတွင်းမှာမိမိကန်စားတာအကောင်းဘက်ကို အတော်လေးအလေးတာနေတတ်သည်ပုံမှန်ဝင်ငွေအပြင်အခြားသောလက်လာဘတွေမကြာခဏဝင်လာတတ်ပြီးတိတိတတ်တာစီးပွားတတ်ပါလိမ့်မည်စတုကိစ္စစာချုပ်ချုပ်ပြီးလောက်ရသောကိစ္စတွေမှာအကျိုးပေးအောင်မြင်နိုင်သည်ပညာရေးအလုပ်အင်တာဗျူးတင်းနှန်းကိစ္စတွေမှာဆရာသမားတွေရဲ့အကူအညီထောက်ပံ့ရတတ်သည် အောင်မြင်မည် လက်ရှိအလုံးမှအလုံးအစ်စ်နေရအစ်စ်ကိုပြောင်းရွှေ့တာမျိုးဆန္ဒမစောတင်ပါဘူးမိမိကိုယ်ပိုင်လုပ်ငန်းမှာအလုံးအစ်တိုးချဲ့တာအလုံးအစ်လုပ်ရတာမျိုးတွေပေါ်လာတတ်သည်အိုးအိမ်နေရထိုင်ခင်းအဆောက်အဦကိစ္စတွေအဆင်မပြေစိတ်ရှုပ်ထွေးစရာများနဲ့ကြုံပြီးငွေကြေးကံကတော့အလွန်အားကောင်းနေတတ်သည်အကျိုးပေးသောအရာစက်သွေးရောင်အနီရောင်အကျိုးပေးသောကနန်း၆၁ အချစ်ရေးစိတ်တဘောကွဲလွဲစရာများနဲ့ကြုံပြီးအိမ်ဆောင်ရေးအထင်လွဲဆွဆွဲခံရတာမျိုးနဲ့ကြုံရတတ်သည်ကျမ်းမာရေးလက်အကြောဒုက္ခပေးတတ်သည်ရရာစီထမင်းမိမိအိမ်ဖျားမှာကတ်လူပါတောင်းကြသားသမီးများအတွက်2025ခုနှစ်မတ်လ24ရက်နေ့မှ30ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာစိတ်တူလွဲပြဿနာဖြစ်လွဲစိတ်နဲ့ကိုယ်နဲ့မကပ်ဘဲဖြစ်နေတတ်သည် လုပ်ငန်းဟောင်းအခွင့်အရေးကောင်းတွေ ပြန်ပေါ်လာတတ်သည် ဆုံးရှုံးထားတာမှန်သမျှမထင်မှတ်ပဲနဲ့ပြန်ရောက်လာတတ်သည်အလုံးမှာနမေကောင်းရတာယာရုအတွက်အထက်လူကြီးအကြီးအကဲများရဲ့ကူညီပံ့ပိုးမှုများစွာရတတ်သည်အိုးအိမ်နေရာထိုင်ခင်းအဆောက်အဦးကိစ္စများမမျှော်လင့်ပဲအခွင့်အရေးကောင်းများရလာတတ်သည်ငွေရေးကြေးရေးနှင့်ပတ်သက်ပြီးမတင်မကြတွေဖြစ်နေတတ်သည်ရစရာရှိတာတွေကမရ ပေးเสียရှိတာတွေကမပေးနိုင်နဲ့ငွေကြေးအတွက်စိတ်ရှုပ်ရတတ်သည်အကျိုးပေးသောအယောင်ပန်းယောင်နီမျိုးယောင်67အကျိုးပေးသောကနန်း85အချစ်ရေးချစ်သူဤဂယူဆိုင်မှုကိုခံရတတ်သည်အိမ်နောင်ရေးအိမ်နောင်ဘက်ဤဥပိ္ပခာပြူခြင်းကိုခံရတတ်သည်ကျမ်းမာရေးခါခြေထောက်အောက်ပိုင်းဒုက္ခပေးတတ်သည်ရရအောင်သည်6စိတ်မိမိအိမ်ဖျားမှာကတ်လူပါ စနေသားသမီးများအတွက်2025ခုနှစ်မတ်လ24ရက်နေ့မှ30ရက်နေ့အထိတပတ်စာ hostel ဒီရက်တွေအတွင်းမှာအလုပ်တွေနဲ့ပတ်သက်ပြီးတိုးလို့တန်းလန်းတွေဖြစ်နေတတ်သည်ဆုံးဖြတ်ရခတ်သောအခြေအနေ အကျက်တဲတွေနဲ့ကြုံရတတ်သည်မိသားစုဝင်များအတွင်းမှာလည်းစိတ်သဘောထားတွေကွဲလွဲနေတတ်သည်အလုပ်မှာလည်းရန်အပြိုင်အဆိုင် အနှောင့်အယှက်တွေများနေတတ်သည်အလုပ်ထဲမှာစိတ်မပါဘဲဖြစ်နေတတ်သည် အိုးအိမ်နေရာအဆောက်အဦကိစ္စတွေမှာမတင်မကြတွေဖြစ်နေတတ်သည်အခက်ခဲများနဲ့ပြောင်းရွှေ့ပြင်ဆင်ရတတ်သည်ငွေကြေးကံကတော့တော်တော်လေးကိုညံ့နေပါသည်မဝင်တဲ့ပြင်ရှိတာလေးတွေစုဆောင်းထားတာလေးတွေတောင်လုံးပါပါနေတတ်သည်အကျိုးပေးသောအရာအပြာရောင်ခရမ်းရောင်အကျိုးပေးသောကနန်း၃၆အချစ်ရည်ညှိလို့နိုင်လို့မရဖြစ်ပြီးနားလည်မှုတွေလွဲနေတတ်သည် အိမ်ထောင်ရေးအိမ်တွင်းရေးအလွန်အေးချမ်းနေပါလိမ့်မည်။ကျမ်းမာရေးသွေးသွားဒုက္ခပေးတတ်သည်။ရေရာထောပတ်ထမင်းမိမိအိမ်ဖျားမှာကတ်လူပါ။